နှစ်စည်းစရာဆိုတော့အမြဲတမ်းကြီးနဲ့အကုန်လုံးလုပ်ပြီးနိုင်မှာမဟုတ်ဘူးလေနော်အဲခန္ဓာကိုယ်လည်းဝရတယ်ခြေောက်ခင်းလည်းနဲ့ရောင်းတယ်နော်အဲ့ဒါဒီတော့3ထောင်နော်ဒါဥစဉ်ဒုတိယဆရာပေါ့ကဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ရှင်ဆွန်လူရှင်အဲ့ဒီပေါ်ရရဟောအေးအေးဟုတ်ပြီဟုတ်ပြီ။ရှင်များဘယ်နှဝါလဲဖေယား။ ကနမရှိကြလို့မရဟမ်25ကျော်25ကျော်ပါဗျာပြီးတော့မေတော်ဆွမ်းလူရှင်မေတော်ဆိုတော့ရိုက်ပြီးတော့အဲဒီမှာလာပြီးတော့ဆရာနဲ့အဲကိုနေလင်းအောင်နဲ့အဖွဲ့ဝါဘုန်းကြီးသူကဝါငယ်တယ်အဲ့ဒါ25ကျော်ဟုတ်ပါဘူးဆက်တော့25ကျော်ဆိုတော့ကိုနေတူမကန်းယောဂကူမှာစတာပါ ဲ့အဲ့အဲ့တော့ဒီလိုပါဇန်တူရသိလားဒီပါတော့ဟောအေးဟုတ်ပြီအဲ့အမှုအရလာကြည့်ရဒီလိုမြတ်တပည့်တော်လည်းလာရိုးတိပြောရင်တော့ဒီလိုပြအဲဟုတ်ပြီဟုတ်ပြီမိုက်မိုက်ပြလိုက်အဲတပည့်တော်ကိုသိတဲ့အတွက်လည်းဝမ်းသာပါတယ်ဗျာအရှင်မဘွဲတော်ဘယ်လိုခေါ်လဲခုခေမှာတီတီပါတီတီဒီကိုဘယ်နှခေါက်ရှိမရောက်တာတပည့်တော်တစ်ခေါက်ပါဗျာဒါအခုရောက်လာတဲ့အခေါက်ပဲဟုတ်ပြီခုခေမှာဘယ်မှာသတင်းသုံးလဲ ြီးတော့ပကုံးရောက်လာပကုံးကလာလားပကုံးကလာအော်အေးဟုတ်ပြီတပည့်တော်ကလည်းဟိုမှန်နေကလိုင်းပေါ်မှာတွေ့တော့ဒူးကိုတက်တာလေဆိုတော့လာလာပေါ့ဗျာအဲတပည့်တော်ကဘီယန်နန်ပြန်လာတာဘီယန်မန်တလားလောက်ကလည်းအဲ့လိုဒီကအဆိုးတာလမ်းလျှောက်တာဘာမှဖြစ်ဘူးအတက်ကြရင်ခြေောက်ကဟိုတစ်ဖက်တက်တစ်ဖက်အဲအချာကြီးလည်းမတက်နိုင်တော့အဲ့ဒါကြောင့်ဒီတော့ကဲသွားပြမယ်ဆိုပြီးတော့ကဲလာဆိုတာကဲမေရော်လည်းခေါ်ခဲ့ငုံလာလိုက်ကြတာပေါ့လာတော့ကြတော့တာမန်နဲ့အောင်မြင်မှုတွေ့ရတယ်နောက်ကြတော့ဘယ်တင်နှန်းဆင်းလာတဲ့ဆရာလည်းမဟုတ်ဘူး ဟုတ်မလားအဲ့တော့ဆရာတယောက်သာဖြစ်တာဝေဒနာအစင်းနဲ့အတောင်သာနီးဘယ်နီးလဲမဟုတ်ဘူးသူကပရာဟိတဥက္ကဋ္ဌတယောက်ဆိုတော့ဘာဥက္ကဋ္ဌအောင်ဆိုရက်ွက်ဥက္ကဋ္ဌအဲ့လိုပေါ့ဗျအဲ့ဒါနဲ့ပဲတပြိတော်တာဟုတ်အဲ့သူနဲ့တွေ့လိုက်တော့အဆိုးဆုံးကနေမှအဲ့အရှိရတကာပေါ့အဲ့သူကတပြိတော်သမိုင်းဝင်သိတယ်တပြိတော်ဒူဘွားစီဝိုင်းလုပ်ငန်းရှင်ဘွားမှာသူကအဲ့တို့လိမယာတို့မိသားစုကတပြိတော်မိသားစုနဲ့တော်တော်ချိတ်တယ်ပေါ့ဗျအဲ့ဒါကြောင့်ကွယ်သူကအတူအာမခံပြီးပြောနေတော့ ကဲဆိုတော့အဲ့ဒါဒီဟိုဒီဩဝါဒခံမွေးလေးလောက်ထားမှဖြစ်တာကောင်းပြီဘုန်းကြီးရဲ့ဘွဲကအမြန်ဥခေမာတီဥခေမာတီဘယ်ကြောင့်ဘာဝိသုဒကစာတင်လိုက်ပါစာတင်တိုက်နဲ့ရှင်မြတ်ကိုရင်စာချပဲလားကျောင်းနိုင်မင်းလားကျောင်းနိုင်ပုံပဲဆရာဘုန်းကြီးပါအဲရှင်မြတ်စာရဘုန်းကြီးဆိုတော့ကျောင်းနိုင်ဆရာတော်ဘယ်လိုဥပ္ပိရပါခင်ဗျာဟုတ်တယ်ဗျာရှင်မြတ်တို့ကယဟန်နေရပို့ပြီးတော့အရေးကြီးပါတယ်စကားကိုလွယ်လွယ်လေးပြောလို့မရအောင်ကိုပြောက်တယ်ဆိုရင်တော့ချက်ချင်းပြောက်ပါရဲ့လို့ ပြောလိုက်လို့ရှိရင်ကျန်တဲ့လူမပြောက်ဘူးတန်ဒီဘုန်းကြီးကဒလန်တော်လိန်နာနဲ့အမှုကပါမှာဒါကြောင့်ပြောသူ့ကိုစကားကုန်မပြောပါဘူးဗျာဒါကြောင့်လဲဆိုတော့သူ့ဆေးကိုနှိမ်မှမဟုတ်ဘူးအခုတပြည့်လုတ်ပြီးတာပြီးတော့တော့မဟုတ်ဘူးတနိုင်ငံလုံးမှာရှိနေတဲ့ဝေနာရှင်တွေအတော့လာတယ်ဟောတချို့ဝေယူအခုရှိနေတော့ဘကူဟုတ်တယ်နော်အဲ့ဒါအတွက်ပြီးတော့လာပြီးတော့မှတ်တမ်းတင်တာပါအဲ့တော့အရှင်ပြားရဲ့အတွေ့အကြုံကပြောတော့ဘလို့ဖြစ်တယ်ဘလို့တွေ့ပြော တော့ဖြစ်တာတော့မိုက်မိုက်နဲ့ကောင်းလေငန်းနဲ့လောက်ရှိတာပေါ့။အော်ဓမ္မလေငန်းနဲ့ပြီးတော့တိကျလေးဆရာနဲ့စေးထိုးတာဆနောက်တဲကိုစေးထိုးတာပေါ့။အော်ဖနောင်းနဲ့ကိုစီးထိုးနေရတယ်ဟုတ်ကဲ့ဒီမှာအနည်းအောင်သုံးအောင်ကြမ်းပါဒီမှာပြီးတော့စီးထိုးတဲ့ခါကျတော့ဘယ်လောက်တော့တက်တာလားပြင်ပြန်တာလည်းအော်ဟုတ်လားပြီးတော့နှစ်နှစ်လောက်တော့ဖိုးဖိုးကြည့်လိုက်တာပဲဆရာဝန်ကတော့ဖိုးဖိုးမထိုးနဲ့တော့ကြောတွေပြက်ကုန်ပဲဆိုတော့အဲပြီးတော့ဒီမဲ့ ဆရာလက်ခမာဆိုင်ကပြရတယ်။အော်စိတ်ဆင်းရဲနေတာနေ့ပေါင်းများပါကြာပြီ။ဟုတ်ပါဗျာ။ကုသတော်ဘလောက်တော့ဘုန်းကြီးတက်တော်ဘလောက်တော့ပြီးတော့55ပါဗျာ။အဲ55 25ဟောဓမ္မစရိယပြီးပြီလား။ပြီးပါပြီ။အော်တင်မဆရာတော်ဥခေမာတီးပါဗျာ။အဲဥခေမာတီးပြီပါဗျာ။အဲဥခေမာတီးပြီဗျာ။ဝမ်းသာလိုက်တာအဲ့တော့အခုဘလို့ဖြစ်သွားလဲအခုနေ့ခနေ့ဆေးကူရတော့အခု ဆရာဖေးရတဲ့ခံရတယ်ဒီတော့လမ်းချောင်းလည်းဆင်းနေပါတယ်ဗျာအဲ့ဒါတပည့်တော်ဝေဒနာတော့တကြံခံပြီးထတဲ့ခါမှာနားပါဗျာဩပြီးတော့အဲ့ဒါချက်တော့ချက်ကြည့်နေတယ်ဗျာအခုတည်းဆက်ပြီးတော့သွားတဲ့ခါမှာဆရာသေးတယ်ဆင်ပြောပါလေကင်မာပြတော့ဆရာဒီနေ့ဒီမာဒီမာဒီမာဟုတ်ပါတယ်ဗျာတပည့်တော်အကြောင်းတို့လေး ဘုန်းကြီးတို့တပည့်တော်တို့ကသာနာဆောင်ရှောက်တဲ့သူတွေတိုင်းပြည်ရဲ့ကြီးပွားချမ်းသာဖို့တံမြာနဲ့လွတ်မြောက်ဖို့လိုတယ်လေတပည့်တော်ကအာကွက်ကနာမည်လူချင်းတို့ရှောက်လုံနေတာပဲဟိုတင်လာပြီးတော့မဟုတ်ဘူးတပည့်တော်အလုံးလုံးကလူမျိုးဘာသာသာနာအတွက်အခုဆိုရင်အလုံးတက်တာလေဗျာ တို့မလူလဲရတယ်လေမလူကထွက်သွားပြီအများကြီးလူတိုင်းမလူဘူးလေဘာတော့လာတို့ရောက်အောင်တုံးလေပြီးတော့မြင်တယ်မလူပဲထွက်သွားလို့လူနိုင်ငံလူမလူလဲနေလေလူချင်းလို့လောက်တာမဟုတ်ဘူးလေစေနာအကဲရမှန်းနဲ့တို့ရဲ့ဒေါက်တာဝေဖန်မှုရှိမှာတို့ရဟန်းဆိုတာတို့ဝေဖန်တာပြောလို့မရဘူးလေအဲတို့မှလည်းခုနကလိုပါဗျာတပြည့်တော်မှဟလာလူမှန်ရဲ့ဒေစုကိုဒစုကိုစား ဘယ်သူလူဘယ်သူရှိတာဟိုဘုရားအမိန်ကြီးဆိုတော့အဲ့တော့သူနဲ့သူလုံနေတော့ဆိုရှိမယ်လေကိုကမဝေဖန်ဘူးမပြောဘူးဒါပေမဲ့အခုရှင်များကရန်တော်လည်းဖြစ်တော့အဲ့အခုပျောက်သွားတယ်ဆိုတဲ့အခြေအနေလေးကိုပြန်ပြောပါအောင်ဘုရားအဲဒီတော့နောက်မှနာကန်သားနာဘုရားမနေ့တည်းလေးမှာပျောက်သွားတယ်ဆိုတော့ဒီတော့ဘုရားတိုင်းနဲ့လုံဝမ်းတာပါဘုရားဆရာကြီးကြီးစစ်ထားပါဘုရားရှင်များလို့ခြေလောင်းတက်ထွက်တဲ့နောက်တော့ဝီနာရှင်မျိုးရှင်များဗာမင်းအထူးပြောခြင်းလို့ ဝိနာရှင်လည်းဒီဆရာရှင်ကပြီးတော့ဥဒ္ဒဆင်ရှင်နာမောပဲဆရာနာမည်ဘယ်လိုခေါ်လို့ခင်ပါခင်ပါဆရာနာမည်ဆရာနာမည်ဆရာတော်ရဲ့နာမည်ကပတ္တနာဒုရိယပါပဲအမောဘုရားဆရာတော်ဒုရိယပါဟုတ်ကဲ့ဆရာနာမည်ကပြီးတော့မသိပါဘူးဒီတော့ဆရာတော်ကအဲ့ဒါကိုလိုချင်တာအရှင်သာကုနေဆရာနာမည်တော့မသိဘူးလားကုနေတော့မေတော်ကြီးနဲ့အမှတိုက်ပါရင်ဟောအဲမေတော်မလားဩမေတော်ဆိုတာပြီးတော့ရဟန်းကမှာပါဗျာဟုတ်တိတ်ကတ်တယ် ဘလူမဲဘူးဘယ်တော့မှမဟုတ်ဘူးဘလူတော့မြင်းမြခိုင်ပါဘူးတော့ကုနေတော့မြင်းမြခိုင်ဟောတော့မြင်းမြခိုင်ဩသူလည်းကုနေတာသူလည်းကုနေတာသူကုနေတာကြားပြဩသူလည်းကလည်းရှိတယ်ဩလုံးနေတယ်ကဲသူကတော့တက်တာလို့ပြီးတော့ဩဆရာတော်ဆရာတော်နိုင်ပါတယ်တင်မာပြတင်မာပြအဲ့ဒါဘလူမဲအဲ့ဒါတော့ကျေးဇူးတင်ပါတယ်ရဟန်းရှင်ကြီးသူတို့ရဟန်းတမအနေနဲ့အဲဘလူပြန်အခုတပြည့်တော့စောင်းလျှောက်ပြီးတော့ရှင်မန်း အဲညီကိုနှစ်ပါးပေါ့ဗျာအဲစောင်းလျှောက်တဲ့စိတ်မျိုးနဲ့မိလိုက်တာပါပြောပါအောင်အရှင်မအနေနဲ့အခုဆရာနေလင်းအောင်ဆရာနေလင်းအောင်အဲသူကပရာဟိတာဥက္ကဋ္ဌအမှန်ပါဥက္ကဋ္ဌရက်ခွဲဥက္ကဋ္ဌအဲရက်ခွဲဥက္ကဋ္ဌပရာဟိတာလုံရင်းနဲ့အဲအဲ့လိုလူဟုလူနေပြီးဒီနေပြီးနဲ့သူအိနာရေစိတာဆိုလှူတယ်ဆိုရဲကုသိုလ်မျိုးနဲ့လုံရင်းနဲ့အဲနောက်ပြဘဝမှာသူတော့ဟိုမစင်းရဲပါဟုတ်ကဲ့အဲသူတို့မိသားစုယက်တီနိုင်တဲ့ခုနကသူမျိုးသမီးပြောတာတော့လို့ပေါ့အမှန်အဲအင်္ဂန်တိုက်ခန်းလေးတွေငှားထားတယ်ပေါ့အဲ့လိုပဲပြောမှာပါ အဲ့ဒါယက်တီနေနဲ့ဥက္ကရာဖြစ်တယ်ဆိုစဉ်းစားကြည့်လေအဲ့တော့အဲ့ဒါနှစ်ကလည်းအခုမှဖြစ်တဲ့ဥက္ကရာမဟုတ်ဘူး၁၄၅နှစ်ဖြစ်နေပြီပေါ့ဆိုတော့အဲ့၁၄၅နှစ်ဖြစ်နေတဲ့ဥက္ကရာတက်တမှာသူ့သီလသမารီပညာကြောင့်လူတွေကိုကယ်ရင်ကုရင်ကနေပြီးတော့လူများလာတာဗျဒါပေမဲ့လူများရင်မျက်မှုန်ကျိုးတယ်နိအဲဒါကြောင့်တပိတော့ဝင်ပြေတာပဲတပိတော့သူများမျက်မှုန်ကျိုးတာတဲ့အရှင်ဘုရားလူယဟန်နေတက်တာတဲ့ခုနမေတော်တွေတက်တာရင်အားရမအားပြောတော့အချင်းချင်းအပြင်းဟုံးမို့လာစမ်းလဲ လှူလည်းမဟုတ်လူကျင်လို့လာတာမဟုတ်ဘူးဒီမှာတနေ့ကုန်ဆိုတဲ့ဒူးတစ်ထောင်ဥပါမှာလူ900ဆိုရင်ခြေထောင်တစ်ထောင်ခံရတယ်ဒီတယောက်ကိုအရှင်ဘယ်နှမိနစ်တော့အရှင်မပဲတွက်လိုက်ဒီဟုတ်တယ်မလားဟေးသုံးမိနစ်လောက်ရှိတယ်လေကောင်းပါပြီဗျာအခုလို့အဲတာနာဝူမျက်နာထောက်ထားပြီးတော့လောကကိုစောင့်ရှောက်တော့အားဖြင့်အရှင်မပြောကြတဲ့အထက်အဲအများကြီးအောင်နောက်ဆုံးပြောချင်တာလေးပြောပါအောင်ဗျာ အများကြည့်အောင်လောကကြည့်အောင်ပြောနိုင်မှာလေပြောတော့ပါဦးလို့ဟောဒီလိုတော့ဒီလိုတော့သူကစာဝါးထားနေတာကြာပါပြီအဲဒီလိုဆုံးကတော့လည်းမရတော့ဘူးဩဆုံးကတော့လည်းမရတော့ဘူးဒီလိုကျောင်းအောင်တင်းတုံးပြီးတော့စာသင်ရတာဒီမှာဒီမှာပြန်လာကြတာလည်းအဲတော့ဒီလိုဒီလိုတော့ပြောင်းအောင်ဆရာနေနေအောင်ရှင်လာကူတာပါလားဒီလိုပြင်ပြင်ပါတယ်ဆုံးကံရမ်းတော့ ်ပြန်ပါတယ်ကဲအားလုံးသာဓုခေါ်ပေးပါဦးအာဓုလိုရိုက်ရတော်မှရည်စည်းသွင်းချပြပါရန်ဒီမိငယ်စွာရှောင်ချအပ်ပါလိမ့်မယ်ဒီကနေ့မင်္ဂလာရှိတဲ့နေ့မင်္ဂလာရှိတဲ့အချိန်ဒီနေ့ဟာအခုတော့ဓမ္မယုံဖြစ်သွားဒီနေ့ဟာ ဆင်းရုံဖြစ်သွားဒီညာအရင်တော့အကြောင်းတစ်ခုကြောင့်ဆောက်ခဲ့တာဖြစ်တယ်အတုံးချသူတို့ရဲ့စေတနာနဲ့ဖြစ်ပေါ်လာတဲ့ဒီညာမှာသူတို့ကောင်းနှက်ကောင်းနေစုံကြီးနေအလူရှင်တွေဖြစ်တဲ့နတ်တမယဖြူရမ်းနေတဲ့ကုသိုလ်တွေဆရာတယောက်အညီခံပြီးတော့ဆောင်းဆောင်နေတဲ့ ကုသိုလ်တွေဒါတွေအားလုံးကိုအလူအလူခံအလူပေးတဲ့သူလက်ရှိတဲ့အလူခံတဲ့သူလက်ရှိအကျိုးမှန်ဖြောက်ပြန်ပြီးတော့အကောင်းဆုံး